ဘေးစုပ်ဖုတ်ကောင်တွေကကဘာကြီးကိုအုပ်စိုးသွားပြီးတော့လူတွေကိုခုလိုမျိုးသွေးထန်ကြီးတွေကိုချိတ်ဆွဲထားကြတယ်။ဇလန်းလေးရဲ့အစမှာတော့တဲကန်နာရအလဲမှာရဟရဲ့နစီးရရက်လိုက်ပြီးတော့ဒိုင်းနစ်နဲ့တခြားသောသွေးစုပ်ဖုတ်ကောင်၃ကောင်ကိုချခဲ့ပါတယ်။နောက်တော့သူတို့တွေကရှီယောင်းဆော်ဦးကြီးတဲကိုဝင်သွားပြီးတော့သူတို့တဲကတယောက်ကကျမ်းမြင်ကအိုကဲကိုဖယ်လိုက်တဲ့အခါမှာလွန်ခဲ့သောနှစ်ပေါင်း၄၀၀၀လောက်ကနိုင်ရန်မှာရေးထားတဲ့စာတွေကိုရှာတွေ့သွားခဲ့ပါတယ်။အဲ့တော့သူတို့ဆက်သွားရင်းနဲ့ကျမ်းမြေမှာပေါက်တပေါက်ပေါ်လာပြီးတော့ပေါက်တဲကနေလက်ထွက်လာကသူတို့ဖွဲ့တဲ့ကတယောက်ကိုအောက်ကိုဆွဲသွားပါလေ အဖွဲသားတွေကချက်ချင်းပြန်ပြီးဆွဲတင်လိုက်တဲ့အခါမှာတော့ကောင်းပြတ်နေပြီးတော့ခန္ဓာကိုယ်ကပြာပြစ်သွားခဲ့ပါပြီ။ဒီချိန်မှာပဲလက်သေးတွေနဲ့ထူးဆန်းတဲ့တတဝါဟာပေါက်ထဲကနေထွက်လာပါတော့တယ်။အဲဒီချိန်မြူကြီးထဲမှာတော့ပလေးဆိုတဲ့သွေးဆိုဖုတ်ကောင်တွေကိုမဲလိုက်တဲ့သူဟာကိုတော်တခုကိုမိရှို့ပြီးတော့စတိုင်ပြေးနဲ့လမ်းလျှောက်ထွက်လာခဲ့ပါတယ်။သူကိုယ်တိုင်ကလည်းသွေးဆိုဖုတ်ကောင်တွေနဲ့မျိုးဆက်ထားတာဖြစ်ပြီးတော့တနည်းအားဖြင့်ပြောရရင်တော့စူပါလူသားတစ်ယောက်ပဲဖြစ်ပါတယ်။ ရောင်တဲလဲသွားနိုင်ပြီးတော့ငွေတွေကိုလည်းခံနိုင်ရရှိပါတယ်။ဒါပေမဲ့သွေးဆိုဖုတ်ကောင်တွေဟာလူတွေကိုတတ်နေတယ်လို့သူပြောနေတာတွေကိုဘယ်သူမှမယုံကြည်ကြဘဲနဲ့ရဲတွေကပါသူ့ကိုလူတတ်တယ်ဆိုပြီးတော့ဖမ်းကျင်နေလို့သူမတဲ့ချင်းကိုစောင့်နေကြတာပါ။အဲနောက်ဇဝင်ကငါခေါနာကမီရှိုးလိုက်တဲ့ကိုရောင်တွေကသွေးဆိုဖုတ်ကောင်တချို့ဟာထွက်ပြေးတဲ့သူကထွက်ပြေးပြီးတော့တချို့ကဘလိတ်ကိုပြန်တက်ခိုက်ကြပါတယ်။ဒါပေမဲ့ဘလိတ်ကအယမ်းမြန်ပြီးတော့သူ့ရဲ့လက်နဲ့စမ်းတွေနဲ့စက္ကန့်ပိုင်းအတွင်းတတ်ပြေးလိုက်ပါတယ်။ သူရဲ့တငယ်ချင်းဝစ်ဒဲလာကတော့ဘရိတ်ရဲ့ကားကိုကုန်တင်ကားနဲ့ယူလာပေးတဲ့အတွက်ဆန်ကယ်စီးပြီးလွတ်သွားတဲ့သွေးဆုပ်ဖို့ကောင်နှစ်ကောင်ကိုဘလိတ်ကကားနဲ့တိုက်တက်ပါတော့တယ်။သူတို့ကပြေးရင်နဲ့တနတ်တီနဲ့ပြစ်ကြပေမဲ့လေဘလိတ်ကဆန်ကယ်တစည်းကိုကားနဲ့ဝင်တိုက်လိုက်ပြီးတော့သူကားရဲကိုဝင်လာတဲ့တကောင်ကိုတနတ်နဲ့ပြစ်တက်လိုက်ပါတယ်။ရုတ်တရက်နောက်ထပ်တကောင်ကကားပေါ်ကိုခုန်တက်လာတာကြောင့်ဘလိတ်ကမြန်မြန်ဆန်ဆန်ပဲထပ်ပြစ်တက်လိုက်ပါတယ်။အဲဒီချိန်နောက်ထပ်နှစ်ကောင်ကကားနဲ့ထပ်ရောက်လာတာကြောင့်ဘလိတ်ကကားမိကိုဖွင့်လိုက်ကတကောင်ကိုတော့မီးလောင်ပြပြစ်သွားစေခဲ့ပါတယ်။ ဒိုထဲကတယောက်ကပုန်းလိုက်တာကြောင့်ပြာပြစ်မသွားပင်မဲ့လေဘလိတ်ကနောက်ကနေဝင်တိုက်လိုက်တာကြောင့်ကားမောက်သွားခဲ့ပါလေဘလိတ်ကနောက်တော့ကားပေါ်ကနေဆင်းလာပြီးတော့ကြံနေတဲ့သွေးဆုပ်ပုတ်ကောင်တွေကိုငွေတဲ့ကြည်တွေနဲ့ပြစ်လိုက်ပင်မဲ့ပြာပြစ်မသွားခဲ့ပါဘူးဘာလို့လဲဆိုရင်တော့သူပြစ်လိုက်တဲ့သူတွေဟာသွေးဆုပ်ပုတ်ကောင်မဟုတ်ဘဲနဲ့တကယ်တော့သွားတူတွေတတ်ထားတဲ့လူသားတယောက်ပဲဖြစ်နေခဲ့တာပါအဲလိုနဲ့ပဲဘလိတ်ဟာထောင်ချောက်မိသွားပြီးဖြစ်ကဒီဖြစ်စဉ်တွေကိုဒန်နီကာကမှတ်တမ်းယူထားပြီးတော့အပြစ်မရှိတဲ့လူတွေကိုတတ်တယ်ဆိုပြီးတော့ဘလိတ်ကိုအကွက်ဆင်တာပဲဖြစ်ပါလေ။ ။နိုင်တော့မကြခင်မှာပဲရဲတွေရောက်လာတာကြောင့်ဘလိတ်ဟာထွက်ပြေးသွားပြီးတော့သူ့ပုံးခိုတဲ့နေရာကိုရောက်တဲ့အခါမှာဝက်တဲလာကယူဆေးဘူးလေးလက်ဆောင်ပေးပါတယ်။အဲဒါကဘလိတ်ရဲ့စာလောင်မှုတွေကိုလွယ်လွယ်ကူကူထိန်းပေးတယ်လို့ပြောပြီးတော့အဲဒီအချိန်တစ်ပတ်မှာတော့ဒန်နီကာကဗီဒီယိုတွေကို FBIC ကိုပို့လိုက်ပါတယ်။နောက်တော့သူမရှိအောင်စာအုပ်ကနေရှာတွေ့ခဲ့တဲ့ဒူးစန်းတဲ့တရဝါကိုတွားကြည့်တဲ့အခါမှာအဲဒီတရဝါကလူ9ယောက်လောက်စားထားတာကိုတွေ့ခဲ့ရပြီးတော့သူမနီးကပ်သွားကြည့်တဲ့အခါမှာတော့ဒီတရဝါကလူပုံစံကိုပြောင်းလိုက်ကသူ့ကိုယ်သူ Drake လို့ပြောလိုက်ပါတယ်။ ။တစက်တည်းမှာပဲဒရိကမင်းတို့နောက်ပိုင်းသွေးဆုပ်ဖုတ်ကောင်တွေဟာအရင်ကကောင်တွေလောက်စွမ်းအားမရှိဘူးလို့ပြောပါရယ်။ဒါမဲ့ဒန်နီကဟာလက်ရှိသွေးဆုပ်ဖုတ်ကောင်လောကအကြောင်းကိုပြောပြပြီးတော့ဒရိကိုတုံးချကပလိတ်ကိုတက်စီကျင်းနေခဲ့တာပဲဖြစ်ပါရယ်။နောက်တဲ့ဇာဝင်ငန်းဖြစ်တဲ့ယထာဘူရာမှာတော့မျိုးဆက်တဲ့သွေးဆုပ်ဖုတ်ကောင်တွေဟာအစာရှာနေပြီးကလေးလေးနဲ့တယောက်တည်းယထာဆောင်နေတဲ့မိန်းမရဲ့နားကိုကတ်လာကစာပြီးတော့ကိုက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကလေးလေးကိုယာသွားပြီးကြိလိုက်တဲ့အခါမှာကလေးလေးဟာရုတ်တရုတ်သာဖြစ်နေခဲ့ပါတယ် နောက်တော့ခုနကမိမကသူ့ရဲ့ဝိယုံကိုဖယ်လိုက်တဲ့အချိန်မှာအဲ့ဒီမိမဟာအဘီကာလို့ခေါ်တဲ့သွေးဆုပ်ဖို့ကောင်မဲလိုက်သူတယောက်ဖြစ်နေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။အခုလဲပြည့်ရသုံးပြီးတော့သွေးဆုပ်ဖို့ကောင်တွေကိုမြားခေါ်လိုက်တာဖြစ်ပြီးတော့သူမမှာပါလာတဲ့လက်နဲ့စမ်းနေတဲ့သွေးဆုပ်ဖို့ကောင်တွေတကောင်ပြီးတကောင်ကိုတက်ပြစ်လိုက်ပါတော့တယ်။တပတ်မှလဲဝစ်တဲလာဟာသတင်းစာထွက်ဝဲပြီးတော့သတင်းစာထဲမှာ AVN တွေက Blade ကိုလိုက်ဖမ်းနေတဲ့ကြောင်တွေ့ခဲ့ရပါတယ်။ဒီလိုနဲ့အရင်နေ့ညတကောင်မှာ AVN တွေဟာ Blade ရဲ့ပုံကိုတဲ့နေရာကိုဝင်တိုက်ကြတာကြောင့် ဘလိတ်ကိုထွက်ပြေးခိုင်းပြီးတော့ဝက်ဒဲလာကကွန်ပျူတာထဲမှာရှိတဲ့အချက်လက်တွေကိုဖယ်ရင်းနဲ့ခုခံနေခဲ့ပါတယ်။ခုခံနေရင်းနဲ့သူ့ရဲ့ခြေထောက်ကိုကြည့်ထိသွားခဲ့ပြီးဘလိတ်ကလည်းထွက်ပြေးတဲ့လမ်းမှာရဲတွေနဲ့တွေ့ပြီးတော့စော်ခံခဲ့ရပါတယ်။အဲဒီအချိန်မှာပဲဝက်ဒဲလာကနောက်ထပ်ကြည့်တစ်ချက်ထပ်ထိသွားခဲ့ပြီးတော့သူလည်းထွက်မပြေးတော့ဘဲနဲ့စကန်တစ်ခုလုံးကိုဖောက်ခွဲလိုက်ပါတော့တယ်။ဘလိတ်ကတော့ဆော်ဦးထဲကနေခုံထွက်လိုက်ပြီးတော့လွတ်မြောက်သွားပင်မဲ့လေသူ့ကိုရဲတွေကဝိုင်းထားတာကြောင့်နောက်ဆုံးမှာတော့အဖမ်းခံလိုက်ရပါတယ်။ရဲစခန်းရောက်တဲ့အခါမှာတော့ရဲတွေကဘလိတ်ရဲ့သွေးဆိုးဖုတ်ကောင်တွေနဲ့ပတ်သက်တဲ့ယုံကြည်မှုကိုဟာသလောက်ကြပြီးတော့ သူ့ကိုဝင်ဆက်လူသက်သမားလို့ပြောဆိုနေကြပါလေ။အဲနောက်သူ့ကိုဒေါက်တာဗန်ရဲ့လက်ထဲကိုအပ်လိုက်ပြီးတော့ဒေါက်တာဗန်ကပလေးယားစီကျန်းမာရဲ့အခြေအနေသိရဖို့ဆိုပြီးတော့သမရရဲ့နာမည်ကဘာလဲစားတဲ့ပေါက်တက်ကရမေးခွန်းတွေကိုမေးပါတော့တယ်။ဒီနောက်မှာတော့ဗန်က FBI ကိုဘလိတ်ဟာအပြင်းထန်စိတ်ဝင်စားခံစားနေရတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ FBI တွေကဘလိတ်ကအချုပ်ကြတဲ့မကြတဲ့စကားများကြပြီးတော့အဲဒီအချိန်မှာပဲဗန်ကဘလိတ်ကိုစိတ်ငြိမ်စေထိုးပေးလိုက်ပါတယ်။ဘလိတ်ကတော့ဒေါက်တာဗန်ဟာသွေးဆုပ်ဖုတ်ကောင်တွေရဲ့သစ္စာကံဆိုတာကိုသိသွားပြီးတော့ ေါက်တာဗန်ကိုရန်ကလည်းဝန်ခံကသူ့လက်ကတက်တူးကိုပြလာခဲ့ပါတယ်။ဒါရီအားလုံးဟာဒန်နီကာရဲ့စီစဉ်နေဖြစ်ပြီးတော့အဲဒီချိန်ဒန်နီကာရဲ့ဂျက်ကိုတို့လိုတခြားသောသွေးစုဖုတ်ကောင်တွေဟာဘလိတ်ကိုလက်လွဲယူသွားဖို့ရောက်လာခဲ့ပါတယ်။ဘလိတ်ကလည်းသူ့ကိုယ်သူကာကွယ်ဖို့အားရန်နေနေခဲ့ပြီးတော့အဲဒီချိန်မှာပဲရုတ်တရက် brain box မှန်တဲ့ကနေသွေးစုဖုတ်ကောင်တစ်ကောင်ကမီးလောင်ပြီးတော့ထွက်လာခဲ့ပါတယ်။နောက်တော့ဟန်နီဘယ်လို့ခေါ်တဲ့သွေးစုဖုတ်ကောင်မဲလိုက်သူတအိုးကရောက်ချလာပြီးတော့သွေးစုဖုတ်ကောင်အချို့ကိုဝင်တက်သွားတာကြောင့်ဒန်နီကာကလည်းထွက်ပြေးသွားခဲ့ကဂျက်ကိုကတော့ဟန်နီဘက်ကိုနိုင်ရန်နဲ့ကင်ဆောင်းလိုက်ပါတယ်။ အဲဒီချိန်ဘလိတ်ကလိုဝစ်ဒဲလာပေးထားတဲ့ဈေးဘူးကိုတုံးလိုက်တာကြောင့်ချက်ချင်းအပြန်ပြေးလာပြီးတော့ဂျက်ကိုကိုကန်ထည့်လိုက်ကစတိုင်နဲ့လမ်းလျှောက်ထွက်လာခဲ့ပါတော့လေဟန်နီဘယ်ကယဲရီနဲ့ချနေပြီးတော့ဝက်ဒဲလာရဲ့သမီးဖြစ်သူအဗီကာကလည်းဝင်ကူပေးလာခဲ့ပါတယ်ဒီလိုနဲ့သူတို့သုံးယောက်ဟာအတူတူထွက်ပြေးရင်းနဲ့ယဲရီနဲ့တွေ့ဆုံဖို့ကောင်းနေပြက်ခတ်နေကြတဲ့ကြားမှာညက်သွားပြီးတော့ဘလိတ်ကမျက်နှာချက်ကိုဖောက်ကထွက်ပြေးသွားခဲ့ပါတယ်အဘိကာကလည်းသူ့ရဲ့မြားကိုသုံးပြီးတော့သူ့စုဖို့ကောင်တွေကိုတက်ကလမ်းဖောက်လိုက်ပါတယ်။ဟန်နီဘန်နဲ့အဘိကာတို့နှစ်ယောက်အပြင်ကိုရောက်တဲ့အခါမှာတော့ ဘလေးကလည်း brain box ကနေခုံချလာပြီးတော့သူ့ရဲ့ဓာတ်ကိုတွားယူနေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီနောက်သူတို့တွေကိုရဲတွေဝိုင်းလာခံရချိန်မှာတော့ dash ကကားနဲ့ရောက်လာပြီးတော့သူတို့သုံးယောက်ကိုကယ်သွားပါတယ်။သူတို့ကားနောက်ကိုတော့ဂျက်ကိုကပြေးလိုက်နေတာကြောင့်အဘီကာကသူမရဲ့အများနဲ့ကောင်းကိုပြစ်လိုက်ရပါတယ်။ဒီနောက်မှာတော့ဘလေးကိုပုံကိုစီယာစကန်အစ်ကိုခေါ်သွားပြီးတော့အဲဒီမှာအဘီကာကိုယ်တိုင်ဖွင့်ထားတဲ့ nice dealer လို့ခေါ်တဲ့သေဆုပ်ဖို့ကောင်မေးလိုက်တဲ့အဖွဲနဲ့မိတ်ဆက်ပေးပါတယ်။အဲဒီဘွယ်ထဲမှာတော့လက်နဲ့တီထွင်သူဖက်တီမြင့်မြင့်သိပ္ပံပညာရှင်ဒေါ်မီနဲ့သူ့ရဲ့သမီးဇိုးတို့ပါဝင်ပါတယ်။ ဒီနောက်မှာတော့ဟန်နီဘယ်ကသူ့စိုးဖုတ်ကောင်တွေကိုအားနည်းစေတဲ့စေးချောင်းကိုပြောပြနေပြီးတော့ရှီအောင်သူ့စိုးဖုတ်ကောင်ဒရဂူလာတွေဟာတကယ်ရှိနေတဲ့အကြောင်းသူအလွန်ငယ်သောနှစ်ပေါင်း9000လောက်ကလေးကနာမည်မျိုးမျိုးကိုတုံးပြီးတော့နေထိုင်ခဲ့တာဖြစ်ကြောင်းနဲ့အခုလဲဒရီဆိုတဲ့နာမည်ကိုတုံးပြနေပြီဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ဒရီဟာသူ့စိုးဖုတ်ကောင်တွေရဲ့မူလစဖြစ်ပြီးတော့စွမ်းအားရမ်းကြီးတဲ့အကြောင်းသူအနေအောင်ကြီးတန်းကိုခံနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပြခဲ့ပါတယ်။အဲဒီအချိန်တစ်ဖက်မှာတော့ဒရီကလက်ရှိကဘာကြီးအကြောင်းကိုလေးလာဖို့အပြင်လောကကြီးကိုထွက်ပြီးတော့တချင်းကွေဆိုင်ကိုသွားခဲ့ပါတယ်။ အဲဒီမှာသွေးစုပ်ဖုတ်ကောင်တွေကိုပြောင်းချောချောလှုပ်ထားတာတွေသွေးစုပ်ဖုတ်ကောင်ပုံစံလူကြီးကစားကြတွေကိုတွားတွေ့ပြီးတော့ဒေါသထွက်သွားကဆိုင်ရှင်ကိုတကားကနေလွှတ်ပစ်ပြီးတော့ထိုင်နေတဲ့ကောင်မလေးကိုလည်းသွေးစုပ်ပစ်ခဲ့ပါတယ်တပတ်မှလည်းဒေါ်မီထွင်ထားတဲ့ဇီဝလက်နဲ့ကအောင်မြင်သွားပြီးတော့သူမကအဲ့ဒါကို Daystar Varric လို့အမည်ပေးလိုက်ပါတယ်အဲ့ဒီ Varric ကသွေးစုပ်ဖုတ်ကောင်တွေကိုကောင်းစွာထိရောက်ပေမဲ့လူအချက်တွေရှိနေသေးပြီးတန်းစင်တဲ့ Dracula ရဲ့သွေးနဲ့ဆိုပိုကောင်းမှဖြစ်တာကြောင့်သူတို့ဟာသွေးနမူနာရအောင်သွေးစုပ်ဖုတ်ကောင်တွေကိုလိုက်ရှင်းတင်တယ်လို့ဆုံးဖြတ်လိုက်ကြပါတယ် တို့မသွားခင်မှာဗတ်တီလေးကသူတွင်ထားတဲ့လက်နဲ့အစမ်းလေးကိုပေးလိုက်ပါတယ်။တို့အဖွဲ့ကလက်မှတတူးပါတဲ့သွေးဆိုဖို့ကောင်တွေကိုလိုက်ရှာပြီးတော့တတ်ကြပြင်မဲ့တို့အတွက်သုံးဝင်မဲ့ချက်လက်တွေကိုတော့မရကြသေးပါဘူး။ဒီနောက်မှာတော့သွေးဆိုဖို့ကောင်တစ်ကောင်ကိုတရားဘော်ကနေတွဲလောင်းချတာတော့မှဖန်စီကနေဖုန်းကဝင်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့လူချင်းနဲ့ချက်လက်တွေရသွားပြီးတော့ခနာကသွေးဆိုဖို့ကောင်ကိုလည်းတရားဘော်ကနေပြစ်ချလိုက်ကဖန်ရဲ့ရုံးခန်းစီကိုချီတက်ကြပါတော့။အထက်တိုင်းမှာရှိတဲ့အဆောင်တွေကိုချပြီးတော့ဖန်ကိုရှာတွေ့သွားကစကားပြောဖို့လုပ်နေတော့မှပဲ။ န်နီဘယ်တယောက်စပွဲနောက်မှာဗန်စစ်ကတင်နေတာကိုသတိထားမိသွားခဲ့ပါတယ်။အဲဒီနောက်သူတို့ရှိမှရှိနေတဲ့ဗန်ဟာဒရီဖြစ်ပုံစံပြောင်းသွားပြီးတော့အဗီကာရဲ့ကြီးစံတွေကိုရှောင်ကဟန်နီဘယ်ကိုလေဗင်းညစ်ကာကာဝယ်ယူလိုက်ပါတယ်။အဲဒီနောက်ဟန်နီဘယ်ကိုဓာတ်နဲ့ထိုးပြီးတော့ပရင်ဘောက်ကနေခုန်ချသွားတဲ့အခါမှာတော့ဘရိတ်ကလည်းနောက်ကနေလိုက်ဖမ်းတော့ဒရီဟာနယံတွေကိုဖောက်ပြေးပြီးတဲ့နောက်ဆုံးမှာတော့တိုက်ခန်းတခန်းရဲ့ခေါမှုပေါ်ရဲကိုရောက်သွားခဲ့ပါတယ်။ပြည်သားနဲ့ကလေးလေးကိုတစားကန်လှုပ်ထားပြီးတော့မင်းကလည်းငါ့လိုနေအောင်ထဲမှာနေနိုင်တာပဲလို့ပြောကကလေးကိုလွန်ပြစ်လိုက်ပါတယ် ဒါမဲ့ဘလိတ်ကကျွန်တို့ပြီးတော့ဖမ်းလိုက်ပါတယ်။တပတ်မှလည်းအဘီကာကဟန်နီဘယ်ရဲ့ဒဏ်ရာကိုကူးတာပေးနေပြီးတော့နမျော်ကိုပြောနေပါတယ်။ဒါမဲ့စကန်းကိုပြန်ထုတ်တဲ့အခါမှာသူမဟာဟန်မဆောင်နိုင်တော့ဘဲနဲ့သူမရဲ့အဖေတည်သွားတဲ့အတွက်ရေချိုးကန်ထဲမှာငုံနေခဲ့ပါတယ်။ဒီနောက်မှာတော့ဒရီယာဒန်နီကာစီကိုသွားပြီးတော့သူမကိုစားလိုက်ပါတယ်။အဲဒီချိန်ဒိုမီကသွေးဆုပ်ဖုတ်ကောင်တွေကိုဇီဝနီနဲ့ဖမ်းချုပ်ထားတဲ့နေရာတနေရာကိုရှာတွေ့သွားပြီးတော့အဲမှာရှိတဲ့သွေးဆုပ်ဖုတ်ကောင်တွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုခိုးကူးလိုက်ပါတယ်။ လိန်နဲ့ FBG တို့ကစုံစမ်းစစ်ဆေးဖို့သွားကြပြီးအဲဒီမှာ FBN agent တယောက်နဲ့သူ့ရဲ့အဖော်သွေးဆိုဖို့ကောင်တကောင်ကအတူတူရောက်လာပါလိမ့်။ဘလေးကချက်ချင်းပဲသွေးဆိုဖို့ကောင်ကိုတတ်လိုက်ပြီးတော့ FBN agent ကိုမေးခွန်းနေမေးပါတော့လိမ့်။ FBN agent ကစော်ဦးကိုဖင်ပေးလိုက်တဲ့အခါမှာတော့လူရပေါင်းများစွာကိုမလုံနိုင်အောင်လှုပ်ထားပြီးတော့သွေးတွေကိုထုတ်ယူနေရကိုတွေ့ခဲ့ရပါလိမ့်။တကယ်တော့အဲဒီဟာကြီးတစ်ခုလုံးဟာသွေးဆိုဖို့ကောင်တွေရဲ့မဲလိုက်စရာမလိုဘဲနဲ့သွေးတွေရအောင်ဖန်တီးနေတဲ့သွေးထုတ်တဲ့စက်ရုံကြီးဖြစ်နေခဲ့တာပါ။ဒီနောက်မှာတော့ဘလေးဟာထွက်ပြေးဖို့လုပ်တဲ့ agent ကိုတတ်ပြစ်လိုက်ပြီးတော့ အဲမှာရှိတဲ့ပညာရှင်တွေကိုစေယုံကြီးတစ်ခုလုံးကိုပိတ်ချခံလိုက်ပါတယ်။အဲချိန်စကမ်းမှာတော့အဖွဲ့သားတွေကဘက်စကတ်ဘောဆော့သူကဆော့စာဖတ်သူကစာဖတ်နဲ့အားယူနေကြပြီးတော့စကမ်းတွေကိုဝက်စတဲလာဝင်လာတာကိုသတိမထားမိခဲ့ကြပါဘူး။သူကဟန်နီဘယ်နားကိုကတ်လာတာကြောင့်ဟန်နီဘယ်ကဝက်စတဲလာကိုမြင်ပြီးတော့စိတ်ရှုပ်သွားပါတယ်။အမှန်တကယ်တော့ဝက်စတဲလာမိုဖင်နဲ့ဝက်စတဲလာပုံစံဟန်ဆောင်ထားတဲ့ထရီပါ။ ဲချိန်တော်မီအားစုညံတန်တွေကြားတာကြောင့်အပြင်ထွက်လာတဲ့အခါမှာတော့သွေးတွေပီနေတဲ့ဘောလုံးတစ်လုံးကိုရှာတွေ့သွားပြီးတော့သူမရဲ့တမီဆိုးကိုပုံခန့်လိုက်ကသူမဟာဆက်လက်ရှာဖွေနေခဲ့ပါတယ်။ဒါမဲ့သူမမသိတာကတော့အဲ့ဒီမှာဒရီရှိနေပြီးတော့သူမဟာတည်နေတဲ့တက်နဲ့ဖဒီနာမှာလမ်းလျှောက်နေတာကိုပါပဲ။အဲ့တော့ပုံနေတဲ့ဆိုဟာလုံချုံသွားပြီးထွက်ခဲ့တော့ဆိုတဲ့သူမအမေရဲ့တန်ကိုကြားလာကြောင်းထွက်လာဖို့လုံနေတော့မှာပဲဒရီကရှာတွေ့သွားပါလေ။အဲ့ဒီချိန်မှာပဲဘလိနဲ့အဘီကာတို့ကပြန်ရောက်လာပြီးတော့အခွေသားတွေအကုန်လုံးတည်နေတာကိုတွေ့သွားခဲ့ပါပြီ ။ဒါမဲ့ဇိုးနဲ့ဟန်နီဘယ်ကတော့ပျောက်နေပြီးတော့ဒေါ်မီရဲ့အလောင်းကိုတော့လဝါကတ်တံမှာချိန်ဆွဲတယ်လို့မျိုးချိန်ဆွဲထားကဒရိကနေရာမှာသွေးနဲ့စာရေးခဲ့ပါလေ။အဲဒီချိန်သွေးစုပ်ဖုတ်ကောင်တွေရဲ့စကမ်းမှာတော့ဟန်နီဘယ်ကဖမ်းခံထားရပြီးတော့သူမျက်နှာကတန်ရာကိုလည်းချစ်စရာခွေးလေးကရှာနဲ့ယက်နေခဲ့ပါလေ။ဒါမဲ့ခွေးလေးဟာချက်ချင်းပဲသွေးစုပ်ဖုတ်ကောင်ပုံစံကြောင်းသွားပါလေ။အဲဒီအချိန်မှာပဲဒန်နီကာနဲ့ဂျေကိုရိုကဝင်လာပြီးတော့သူတို့တွေသွေးစုပ်ဖုတ်ကောင်ခွေးဖန်တီးထားတယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဒီနောက်မှာတော့ဟန်နီဘက်ကိုပလေးရ်အစီအစဉ်တွေကိုမေးပါတော့တယ် ဟန်နီဘဲကငင်းဆိုနေတာကြောင့်ဒန်နီကာကဟန်နီဘဲကိုမင်းကိုသွေးဆုပ်ဖို့ကောင်ပြောင်းပြီးတော့ဇိုးကိုအစာပြည့်တွေးလိုက်မယ်ဆိုပြီးတော့ချိန်ချောက်ခဲ့ပါတယ်။တပတ်မှလည်းအဗီကာကသူ့ရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုဖြည့်ဖြောက်ဖို့မျှားပြင့်လေ့ကျင့်နေခဲ့တာဘလေးကတော့ခေါင်းမိုးပေါ်မှာရှိနေပြီးတော့သူတို့ဖွဲ့တဲ့ကအဖွဲ့သားနောက်တစ်ယောက်ဖြစ်တဲ့မောင်မောင်ရောက်လာခဲ့ပါတယ်။နောက်တော့သူ့မှာဗီဒီယိုမက်ဆေ့တစ်ခုရှိတယ်လို့ပြောပြီးတော့ဖွင့်ကြည့်ကြတော့ဒေါ်မီယာကသူမသေးခင်ပို့ထားတဲ့ဗီဒီယိုဖြစ်နေပြီးတော့အဲဒီဗီဒီယိုထဲမှာတော့သူမတည်တွင်ထားတဲ့ Daystar Virus ကိုအစင်းမြစ်တင်ထားပြီးဖြစ်ကြောင်းနဲ့ အဲ့ဒီဘက်ကကို3ရဲ့ကိုရဲကိုထိုးသွင်းလိုက်တာနဲ့ပဲ3နားမှာရှိတဲ့သွေးဆုပ်ဖုတ်ကောင်တွေအကုန်လုံးတည်ကုန်လိမ့်မှာဖြစ်ကြောင်းပြောပြထားပါတယ်။ဒါမဲ့အဲ့ဒီဘက်ကမျိုးဟာမျိုးကွဲတဲ့ blade ပေါ်မှာတော့တက်ရောက်မလားမတက်ရောက်ဘူးလားဆိုတာကိုတော့မသိသေးပါဘူး။ဒါကြောင့်မို့မမောင်က data ဘက်ကပါတဲ့များတစ်ခုကိုတီထွင်ပေးပြီးတော့အဘီကကိုပေးလာပါတယ်။ဒီနောက်မှာတော့အဘီကကအခွေသားတွေအားလုံးမှာရေးပေါ်အခြေအနေအတွက်အခြေအခံဆက်တွေတက်ထားတယ်လို့ပြောပြီးတော့ Hannibal ရဲ့နေရာကိုလွယ်လွယ်ကူကူပဲရှာတွေ့သွားပါတယ်။အဲ့တော့ဒီမားနဲ့ blade ဟာလက်နက်တွေကိုယူပြီးတော့သွေးဆုပ်ဖုတ်ကောင်တွေရဲ့စကန်ကိုထွက်လာပါတယ်။ တဖက်မှာလည်းဟန်နီဘယ်ကဘာမှမပြောပြတာကြောင့်ရိုက်နှက်ပြီးတော့မေးမြန်းခံနေရပါပြီ။အဲဒီအချိန်မှာယိုဒီယက်ဂျေကိုကချောင်းဆိုးပြီးတော့ဗဇက်တဲကနေမိတွေထွက်လာခဲ့ပါတော့တယ်။ဘာလို့လဲဆိုရင်တော့အဘီကာကလေးပေးစစ်ထဲကိုငွေငွေတွေထည့်သွင်းလိုက်လို့ပဲဖြစ်ပါတယ်။ပြီးရနဲ့ဘလိတ်ကမျက်နှာချက်ကနေခုံချပြီးတော့သွေးဆုပ်ဖုတ်ကောင်တွေကိုစပြီးတော့ချပါတော့တယ်။အဘီကာကလည်းဟန်နီဘယ်ကိုကယ်လိုက်ပြီးတော့ဘလိတ်ကဆက်ချနေခဲ့ကသူ့ရဲ့လက်နဲ့စမ်းနေတဲ့သွေးဆုပ်ဖုတ်ကောင်တွေကိုပြပွားရောက်အောင်လုပ်နေခဲ့ပါတယ်။အဘီကာကလည်းဝင်ချပြီးတော့ဇိုးကိုလိုက်ရှာနေခဲ့ပါတယ်။ သူမသွေးစုပ်ဖို့ကောင်နဲငယ်လောက်ကိုရှင်းပြတဲ့အခါမှာတော့ဇိုးကိုရှာတွေ့သွားပြီးတဲ့အချိန်မှာသွေးစုပ်ဖို့ကောင်တကောင်ကရောက်လာကသူမအနောက်ကနေဖမ်းချုပ်ထားတာကြောင့်သူမရဲ့ဖွဲထားတဲ့လက်နက်စမ်းကြီးကိုတုံးပြီးတော့တပ်ပစ်လိုက်ရပါတယ်။အန်နီဘယ်ကလည်းသူ့ရဲ့လက်နက်တွေကိုသွားယူပြီးတော့တိုက်ပွဲကိုဝင်ကူပါတယ်။ဒီနောက်မှာတော့သူဟာသွေးစုပ်ဖို့ကောင်ခွေးသုံးကောင်နဲ့သွားတွေ့ပြီးတော့ထွက်ပြေးရင်းကနေ brain box ကတိုင်ကိုခိုလိုက်တာကြောင့်ခွေးတွေအားတိုက်ပေါ်ကနေပြုတ်ကျသွားပါတော့တယ်။ဒါမဲ့သူလည်းပဲနောက်ကိုရင်သွားပြီးတော့အပေါက်တဲကိုပြုတ်ကျသွားခဲ့ပါတယ်။နောက်တော့ဂျက်ကူကသူ့ကိုတွေ့သွားပြီးတော့နှယောက်သားချကြပါတော့တယ်။ ဒါမဲ့လေဟန်နီဘယ်ကရှုံးမလို့ဖြစ်နေပြီးတော့ဂျက်ကိုကသူ့ကိုကိုက်ဖို့လုံနေတော့မှာပဲဂျက်ကိုပါဇက်ထဲကိုပုံထည့်ပေးလိုက်တာကြောင့်ဂျက်ကိုလည်းပြဖြစ်သွားခဲ့ရပါပြီ။အဲဒီချိန်ဘလိတ်ကရီကိုရှာတွေ့သွားပြီးတော့နှစ်ယောက်သားဓာရီနဲ့ပြန်လည်ချားကြပါတော့တယ်။သူတို့နှစ်ယောက်လုံးဟာလက်ရည်ညီနေရာကြောင့်ဘယ်သူမှလဲကြမသွားပါဘူး။တချို့သောသွေးဆုပ်ဖို့ကောင်တွေကသူတို့ရဲ့ဇီယာကိုကိုဖို့ဘလိတ်ကိုတနတ်တီနဲ့ဝိုင်းပြေးချပါတယ်။အဲဒီချိန်အဘီကရောက်လာပြီးတော့သူမရဲ့အမြားနဲ့ပြစ်တက်လိုက်ပါတယ်။ဒန်နီကာကလည်းတနတ်တလဲနဲ့ရောက်လာပြီးတော့ဝင်ပြစ်ပါတယ်။ဒါမဲ့လေဟန်နီကယ်ကရောက်လာပြီးတော့ချားချပြန်ပါတယ်။ လေးကလည်း drake ကို brain box ကနေကန်ထုတ်လိုက်ပြီးတော့လေးပေါ်မှာခြားကြပါတယ်။ drake က blake ကိုအမြေပေါ်ကိုကင်ပေါ်လိုက်ပြီးတော့သူ့ကိုသူ dragula ပုံစံပြောင်းလိုက်ပါတော့တယ်။ဒီနောက်မှာတော့ blake ကသူ့ရဲ့အကောင်းဆုံးကွက်တွေနဲ့ချပင်မဲ့လဲ drake ကရမ်းတံမာနေပြီးတော့သူ့ကိုလွတ်ပြစ်လိုက်ပါတယ်။လဲကြနေတဲ့ blake ကို drake ကဓာတ်နဲ့ခုတ်ဖို့လုပ်နေတော့မှာပဲ။ abiga က digital virus ထည့်ထားတဲ့များနဲ့အနောက်ကနေချောင်းပစ်ပေးမဲ့ drake ကများကိုဖမ်းလိုက်ပြီးတော့လွတ်ပြစ်လိုက်ပါတယ်။ဒါမဲ့အဘီကာကရိုးရိုးများနဲ့ဆက်ပြက်နေတာကြောင့် Dree အာယုံများနေတော့မှာပဲ။ Blake ကဗရက်ကို Dree ရဲ့ခန္ဓာကိုယ်ရဲကိုထိုးသွင်းလိုက်ပါတော့လေ ီလိုနဲ့ပဲနောက်ဆုံးမှာတော့ viral post တွေဟာ tree ရဲ့သွေးတွေထဲမှာပြန့်နှံ့သွားပြီးတော့တန်နီကာအပါဝင်တခြားသောသွေးစုပ်ဖုတ်ကောင်တွေအကုန်လုံးလည်းပြန့်ဖြစ်သွားကြပါတယ်။နောက်ဆုံးမှာတော့ tree ကလူပုံစံပြန်ပြောင်းသွားပြီးတော့ play ကိုလည်းတိုက်ခိုက်တာတော်တယ်ဆိုပြီးတော့မတည်ခင်ချီကျူးသွားခဲ့ပါတယ်။နောက်ကမ်းမှာတော့ FBN ကရဲတွေရောက်လာပြီးဘာလောင်းမှမရှိဘဲနဲ့ plane နဲ့အစာအုပ်ပျက်စီးနေတာကိုသာတွေ့ခဲ့ရပါတယ်။ FBI ရဲ့သိပ္ပံပညာရှင်တွေကတော့ Blake ကိုစမ်းသပ်ခွဲစိတ်ဖို့လုံနေတော့မှ Blake ကနိုးလာပြီးတော့အားလုံးကိုချပါတော့တယ်။ ဇလန်လီရဲ့အဆုံးမှာတော့ဘလိတ်ဟာလူသားတဝက်ဖြစ်တာကြောင့်ဗိုင်းရပ်ဘိုးဟာဘလိတ်ကိုမတတ်နိုင်ကြောင်းရှင်းပြထားပြီးတော့ဘလိတ်ဟာဆိုင်ကယ်စီးပြီးမောင်းထွက်သွားကသူ့ရဲ့ဘဝအသစ်ကိုစတင်တော့မှာဖြစ်တယ်လို့ပြသွားရင်လည်းဇလန်လီလည်းပြေဆုံးသွားခဲ့ပါတယ်။ဇုံဒီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။